မလကာဒီကအစားလို့ကောင်းတာတွေမဟုတ်ပါဘူးအသားအရည်ကိုလည်းလှပစေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့မကလာဒီကနေပြီးတော့ပေးစွမ်းတဲ့အသားအရည်လှပခြင်းအကြောင်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကျမရည်ကိုကောင်းစေတဲ့မကလာသီးကို ဖြော်ထားတဲ့မကလာသီးဖြော်ရည်ထဲမှာဆိုရင် ကစီတက်တကြားတက်အမြင်တက် ဆိုဒီယမ်ပိုတက်ဆီယမ်ဗီတာမင် B နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်နော်မကလာသီးကအသားအရိုလှပစေတယ်ဆိုတာကတော့မှန်ပါတယ်ဘယ်လိုမျိုးကြီးလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ကြရအောင်နော်ပထမအဆုံးတစ်ခုအနေနဲ့ကတော့အသားအရောင်ညီစေတာပါအေးပြားပေါ်ကအမဲဆက်တွေနဲ့အဆက်အပြောက်တွေကိုတတ်တာချင်းနေဆိုရင်တော့မကလာသီးကိုစားပေးလို့ရပါတယ် မကလာကြီးကအသားအရည်ကိုကြည်လင်လန်းဆန်းစေပြီးတော့အသားအရည်ကိုလည်းညီစေနိုင်ပါတယ်။မကလာကြီးကို စားပေးလို့ရတယ်လို့မကလာကြီးကိုအရည်ပြားပေါ်မှာဓာတ်ရိုက်သုံးပေးတာကလည်းဆဲသေးတွေကိုဖယ်ရှားပေးနိုင်မှာပါ။ဆဲသေးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးပြီးတော့အညစ်အကြေးကင်းပြီးကြည်လင်စေဖို့အတွက်အထောက်အကူပေးနိုင်မှာပါရှင်။နောက်တစ်ချက်ကတော့နေလောင်တံအောင်ကောက်ခွဲပေးတာပါ။ မင်္ဂလာသီးမှာတတိုးစဉ်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အသားအရည်ကိုနီလောင်တန်ကနေပြီးတော့ထိထိရရောက်ကောက်ွယ်ပေးပါရယ်မင်္ဂလာသီးမှာလိုက်ကိုပင်းပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ခရမ်းလုံရောင်ကြီးကြောင့်အသားအရည်ပစ္စည်းတာမျိုးမဖြစ်စေဖို့အတွက်ရောညဉ့်မှုတွေကြောင့်အသားအရည်ထိခိုက်တာမျိုးတွေပါမရှိစေဖို့ထောက်ကူပေးနိုင်ပါရှင့် နောက်ထပ်တစ်ချက်ကတော့အရွယ်တင်စေနိုင်တာပါမင်္ဂလာသီးမှာတတိုးစဉ်ပစ္စည်းတွေနဲ့အတူဗီတာမင် A ဗီတာမင် B ဗီတာမင် C နဲ့ပိုတက်ဆီယမ်တို့ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကိုရင်းကအစိတ်အတောက်တွေကိုဖိရှားပေးပြီးတော့အရွယ်တင်မှုပြိုစေဖို့အတွက်အထောက်အကူပေးပါတယ်ရှင် နောက်တစ်ချက်ကတော့တဘာဝရဲ့တူနာတစ်ခုပါပဲမကလာသည့်အစိမ့်ကမျက်နှာတစ်ပြီးတဲ့အချိန်မှာအေးပြားပေါ်ကချွေးပေါက်တွေထဲကအညိအကျေးတွေကိုဖယ်ရှားပေးတယ်လို့အသားအေးကိုလန်းဆန်းစေပြီးတော့အရေးအကြောင်းတွေကင်းစေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်ဗီတာမင်နဲ့သတ္တုဓာတ်တွေ ကြောဝါးစွာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အသားအေးကိုတည်ငြိမ်စေဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်ရှင်နောက်တစ်ချက်ကတော့ဝက်ချန်နဲ့အမဲစက်တွေကိုတတ်တာစေတာပါ မကလာသည့်တွေမဟုတ်ပါဘူးเนาะမကလာရွက်ကလည်းဝက်ချန်ကိုတတ်တာစေနိုင်တဲ့ ာနေတင်ရှိပါတယ်။အမဲဆက်တွေကိုလည်းတက်တာခြင်းနိုင်ပါတယ်။မကလာကြီးကိုပုံမှန်စားပြလို့ရတယ်လို့မကလာကြီးကိုအနှစ်တိုက်ပြီးတော့လိမ့်တာမကလာရွက်ကိုအနှစ်ကျိတ်ပြီးတော့လိမ့်တာကလည်း watch channel နဲ့အမဲဆက်တွေကိုတက်တာစေဖို့အတွက်အထီးထီးရောက်ထောက်ကူပေးနိုင်မှာပါနော်။နောက်ပဲတစ်ခုကစားဝတ်ချောင်တက်တာစေတာပါ။စာဝတ်ကျန်တတာဖို့အတွက်မကလာကြီးကိုအရေးပြားမှာတိုက်ရိုက် လိမ့်ပေးလို့ရတယ်လို့မလကရွက်ကိုအနှစ်တိုက်ပြီးတော့စာဝတ်ချန်ဖြစ်တဲ့နေရာမှာလည်းလိမ့်ပေးလို့ရပါတယ် အေးပြရရဲ့နောက်တတစီတယ်လို့တမ်းမတဲ့ဓာရီကြောင့်အသားရည်နီမြန်းနာရောင်ရဲနာတွေကိုလည်းတတစီနိုင်ပါရဲ့ရှင်။နောက်ရတစ်ချက်ကတော့အေးပြနာစာကင်းစေတာပါ။မကလာတိမှာဗီတာမင် C နဲ့ဗီတာမင် K တွေပါဝင်နေတဲ့အတွက်ကြောင့်သွေးစည်းစိမ်မှုကောင်းစေပြီးတော့အေးပြားပေါ်ကအနှဲ့ရောင်အဆက်ပြောက်တွေအေးပြားပြဿနာတွေကိုတတ်တာစီဖို့အတွက်အထောက်အပံ့ပေးနိုင်ပါရှင်။ မဂလာကြီးကို စားပေးတာပဲဖြစ်ဖြစ်မလကာရွက်ကို အေးပြားပေါ်မှာတရက်အသုံးပြုပေးတာပဲဖြစ်ဖြစ်လှုပ်ပေးတာကအသားအရည်ကိုကျန်းမာစေပြီးတော့အလှပစေပြီးတော့အထောက်ကူပေးနိုင်မှာပါနော်ဒီလောက်ဆိုလို့ရှိရင်မဂလာကြီးကနေပြီးတော့ပေးတဲ့အသားအရည်လှပမှုကြောင့်တွေကိုတိလောက်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်